င်္ဂလာပါရှင်။ဖာကက်မှာစစ်ကောက်စီတပ်ဝင်ရောက်လာပြီးနောက်တေဆုပ်သူ အရက်သား20ကျော်သွားပြီဖြစ်ပါတယ်။ကိုကက်တပ်မတော် MNDAA နဲ့ရှမ်းပြည်သူတပ်ရဲပါတီ SSPB SSA တို့ကြာနေမြေအငင်းပွားမှုပြည်လည်သွားပြီလို့ကိုကက်တပ်မတော်ကထုတ်ပြန်ပါတယ်။ဝါတပ်ဖွဲ့ UWSA ထိချုပ်ထားတဲ့ရှမ်းပြည်အရှိပိုင်းမိုင်းပေါက်မှာမြေရှားတပ်သူတူဖို့မှုအလုံးများပြားလာနေပါတယ်။ ကချင်ပြည်ကြောက်စိတ်ဒေသဖားကဲမြို့နယ်ထဲစစ်ကောက်စီတပ်ကဝင်ရောက်လာပြီးနောက်အရက်သားတိုက်စုံမှုအယောက်20ကျော်သွားပြီလို့ဒေသခံတွေကပြောပါတယ်။ဇွန်လ20ရက်နေ့မှာလဲမော်စီဆာရွာမှာ အမျိုးသားတယောက်တနက်တန်ရနဲ့တိုက်စုံနေတယ်လို့ဒေသခံအမျိုးသားတယောက်ကပြောပါတယ်။စစ်ကောက်စီစစ်ကြောက်ကမေလ28ရက်နေ့မှာဖားကဲမြို့နယ်လောက်ခင်းကျေးရွာအုပ်စုထဲဝင်ရောက်လာပြီးနောက် အရက်သားတည်ဆုံမှုတွေဆက်တိုက်ဖြစ်နေတာလို့ဒေသခံတွေကပြောပါတယ်။ဂျွန်လာစစ်နေရဲ့နေ့နဲ့73ရက်နေ့မှာတော့အောင်တာယာတာယာကုန်းတောင်ယာကုန်းအမိုက်ပုံဘက်မှာညင်ပန်းနှိပ်ဆက်တက်ဖြတ်ခံရတဲ့အလောင်း၃လောင်းနဲ့ဂျွန်လာ14ရက်နေ့နဲ့15ရက်နေ့မှာအသက်ခံထားရတဲ့အလောင်း၄လောင်းကိုတွေ့ခဲ့ပါတယ်။ ဘသူဘဲဝါကတက်သွားတယ်ဆိုတာကိုအတိအကျမျက်မြင်တွေ့တဲ့သူတွေမရှိပေမဲ့စစ်ကောက်စီစစ်ကြောင့်လှူရှာသွားလာပြီးနောက်ရရဆက်ဆက်အသက်ခံထားရတဲ့အလားတွေကို တွေ့ခဲ့တာလို့ဆိုပါတယ်စစ်ကောက်စီစစ်ကြောင့်ဟာဖားကဲမြူနယ်ထဲကအရက်သားတွေကိုဖမ်းဆီးပြီးလူသားတိုင်းအဖြစ်လုပ်ခဲ့တဲ့အပြင် မော်စီစာမဇူရန်ကဒေမော်ရွာတွေဘက်မှာလည်းစီရီလှူရှာမှုတွေရှိနေပါတယ် စစ်ကောက်စီတပ်ဟာလုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ရန်ကိုတော်၃နေရာကိုပြစ်ခတ်ဖောက်ခွဲခဲ့တဲ့ဖြစ်စဉ်မှာလည်းပြည်သူတွေ၉ရောက်ထက်မနည်းအစုလိုက်အပြုတ်လိုက်တိုက်စုံမှုရှိခဲ့ပါတယ်။မော်စီစာရွာပတ်ဝန်းကျင်မှာစစ်ကောက်စီတပ်နဲ့ကချင်လူလက်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဆင်တင်းမာမှုတွေကဒီနေ့အချိန်ထိဖြစ်နေပါတယ်။ပြည်သူတွေလက်နဲ့ကြီးနဲ့လေကြောင်းအန္တရာယ်တတိထားကြဖို့လဲတော်လှန်ရေးအင်အားစုတွေကတတိပေးထားပါဗျ။ ကိုကဲ့တက်မတော် MNDAA နဲ့ရှမ်းပြည်သူတဲ့ရေးပါတီ SSPB SSA တို့ကြာနေမြေအငင်းပွားမှုကိစ္စတွေပြည်လည်မှုရရှိသွားပြီဖြစ်ပါတယ်။နှစ်ဖက်သက်တွေကြာပြစ်ခတ်မှုအထိဖြစ်ခဲ့ရတဲ့နေမြေအငင်းပွားမှုပြဿနာတွေဟာအစင်မြင့်တွေးဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပြီးနောက်နဖက်ဆစ်ဆင်ရေးအပါအဝင်ကိစ္စရဲ့အတော်များများမှာသဘောတူညီမှုရရှိခဲ့တယ်လို့ကိုကက်ကဂျွန်လ16ရက်နေ့မှာထုတ်ပြန်ပါတယ် လာရှိုမြို့နယ်နဲ့တီဘောမြို့နယ်ထဲကနေရာတချို့မှာဧပြီလကုန်ပိုင်းကနေဇွန်လ3ရက်အထိ MNDAA နဲ့ SSPP တို့ကြားနေမြေအငင်းပွားမှုကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနှစ်ဖက်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။နေမြေအငင်းပွားမှုကြောင့်လက်တလော ဖြစ်လာတဲ့တိုက်ပွဲတွေနဲ့သဘောထားကွဲလွဲမှုတွေကိုငြင်းငြိမ်ချမ်းချမ်းဖြေရှင်းကြပဲဆိုပြီး MNDAA နဲ့ SSPP တို့သဘောတူခဲ့ကြပါတယ်။ MDA နဲ့ SSPB တို့ဂျွန်လ19ရက်နေ့ကတိုင်းဒီခရိုင်ထဲကတန်လွင်ရွာမှာ လုခဲ့တဲ့သွေးဆုပ်ဆွေးနွေးပွဲမှာသဘောတူခဲ့ကြတာလို့ MDA ကထုတ်ပြန်ပါတယ်။ဒါအပြင်အဖွဲ့အစည်းနှစ်ခုကြားအပြန်အလှန်ဆက်သွယ်မှုကောက်ကောက်လှုပ်ဆောင်နိုင်ဖို့အတွက်ဆွေးနွေးပွဲကနေတဆင့်အစဉ်မြင့်ဆက်သွယ်ညှိနှိုင်းရေးရန်တရာအဖွဲ့ကိုဖွဲ့စည်းခဲ့ကြပါတယ်။နှစ်ဖက်အလို့အဖွဲတွေရဲ့ဆက်သွယ်ရေးတာဝန်ရှိသူတွေကိုချက်ချင်းတက်မှတ်ခဲ့တယ်လို့ဆိုပါရယ် ဆွေးနွေးပွဲကို MNDAA ကိုကန့်ဘက်ကဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်နဲ့အတူတခြားအရာရှိတွေအပါအဝင်73ရောက်တက်ရောက်ခဲ့ကြတာပါ SSPB ဘက်ကတော့ဒုတိယတပ်မှူးချုပ်ဒုဗိုလ်ချုပ်ကြီးငေါဖဦးဆောင်နဲ့ကိုဇလဲ၁၄ရောက်တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာတက်တဲ့အနေနဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတက်မတော် UWSA ရဲ့930ရှေ့တန်းဒုတိယကုတ်ကဲရည်မှုနဲ့အဖွဲ့လဲတက်ရောက်ခဲ့တယ်လို့ကိုကက်သက် MNDAA ကပြောပါတယ်။ဂရီနီပြည်ဒီမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ထေးကီလျာစစ်ရှောက်စခန်းအတွက် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့စစ်ပီးရှောက်ကူညီရေးအဖွဲ့အစည်းတာဝန်ခံတွေကပြောပါတယ်။ ထေကေလျာစစ်ရှောက်စခန်းမှာ2025ခုနှစ်အတွင်းဇန်နဝါရီလကနေ အခုဇွန်လအထိစံ25အိပ်ပဲရိတ်ခါရရှိထားပြီးလာမယ့်ဇွန်လလအတွဲရိတ်ခါအပါအဝင်ပညာရေးနဲ့တခြားကဏ္ဍတွေအတွဲအခုအညီလိုအပ်နေတယ်လို့ Job for Kaya အဖွဲ့တာဝန်ခံကပြောပါတယ် စကန်ရှိကိုတူကိုထစာတင်ကြောင်းမှာလဲဆရာ၂ယောက်နဲ့ဆရာမ၁၀ယောက်ရှိပြီးသူတို့အတွက်စာတင်ဆောင်တင်ထောက်ကူပစ္စည်းစာရေးကြိယာနဲ့ထပ်ပက်ကြီးတွေလိုအပ်နေပါတယ်လက်ရှိစကန်လူဦးရေစရင်အရအိထောက်စု126စုလူဦးရေ963ရောက်ရှိပြီးတက်ကြီးရွယ်အိုနာတာရှိယောဂတဲ့နဲ့မတန်ဆွမ်းတွေလည်းပါဝင်လာကြောင်းစေဝါအကူအညီတွေလည်းလိုအပ်နေကြတယ်လို့ဆိုပါတယ်။ ထိကိလျာစခန်းရှိစေဘေးရှာရီဟာလွိုက်ကော်မျိုးပေါ်ရက်ွယ်လွိုက်ကော်မျိုးနယ်တွင်ကရွာရီနဲ့လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့မိုးပြဲမျိုးအရှိဖက်ရှိရွာရီကစစ်လျှောက်လာတဲ့သူတွေဖြစ်ပါတယ်ကရင်မျိုးသားအစည်းအရုံး KNU ကဖွဲ့စည်းမဲ့ခေါ်တူးလီအစိုးရမှတော်လန်ရေးအင်အားစုအားလုံးပါဝင်မှာဖြစ်ပြီးညွတ်ပေါင်းအစိုးရပုံစံနဲ့ဖွဲ့စည်းသွားမယ်လို့ KNU ကပြောပါရယ်အာမီကတင်ဆက်ထားပါရယ် နာဂတ်မှာဖွဲ့စည်းမယ့်ကော်တူလေးအစိုးရကကရင်လူမျိုးကိုပဲကိုးစားပြုမှာမဟုတ်ပဲတော်လရင်အင်အားစုတွေအားလုံးပါဝင်တဲ့ KNU Plus ညွန့်ပေါင်းအစိုးရပုံစံနဲ့ဖွဲ့စည်းသွားမယ်လို့ KNU ကပြောပါတယ်ဆိုတော့ RTN ကတော့ဥဆောင်တဲ့နေရာမှာရှိအုံးမယ်ဆိုတဲ့ဆိုပေမဲ့လို့တခြားလူတွေလည်းပါမယ်ဆိုတော့အဲ့ဒါတင်ရင်မဟုတ်တဲ့တခြားလူမျိုးတွေလည်းကျွန်တော်တို့ဒီအဖွဲ့ထဲမှာဒီကော်ပိုရိတ်ထဲမှာပါဝင်လာ တည်ပြောဆိုမှုကိုတော့ဂျွန်လာ၁၄ရက်နေ့ကကြားရောက်တဲ့86ကြိမ်မြောက်ကိုတူးလီနေမှာကိုတူးလီဖက်ဒရယ်ယူနစ်အကြောင်းရှင်းပြပြောဆိုတဲ့အချိန်ဘဒူဆော့တော်နီကထည့်သွင်းပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ KNU Plus မဟာဗျူဟာမှာ KNU ကဥဆောင်တဲ့အခန်းကဏ္ဍကနေပါဝင်မှာဖြစ်ပေမဲ့ကရင်မဟုတ်တဲ့တခြားတိုင်းရင်းသားတွေလူငယ်တွေအမျိုးသမီးအစုအဖွဲ့တွေနဲ့2020ခုနှစ်ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေရဲ့ကိုစားပြုမှုတွေကိုပါထည့်သွင်းသွားမယ်လို့ KNU ကဆိုပါတယ်ဖွဲ့စည်းမဲ့အုတ်ထုတ်ရေးရန်ရမှာလည်းအလုံးပါဝင်တဲ့ဥပဒေပြုကောင်စီ KCC နဲ့အလို့အမှုဆောင်ကော်မတီ KEC တို့ပါဝင်มาဖြစ်ပြီးတော့ KEC ကအစိုးရအဖွဲ့ရဲ့လုပ်ငန်းတာဝန်တွေကိုတာဝန်ယူမယ်လို့ပြောပါတယ်ဒါဟာတကယ်အောက်ခြေရာစူးစီးလာပြီးကျွန်တော်တို့ပြည်တော်စုတည်ဆောက်မယ်ဆိုတာဒါအလကားကျွန်တော်တို့ဟိုထိုးခွဲလို့ကျွန်တော်တို့အစိမ့်အပေါ်မှာပြောင်းလုပ်တဲ့မိရင်မဟုတ်ဘူးအကုန်လုံး inclusiveness ဆိုပြီးတော့တခါတည်းအားလုံးပါဝင်နိုင်တဲ့အနေထားကိုကျွန်တော်ပေါ်ပေါ်ပေါ်မှာ ဖြစ်တယ်အဲ့တော့ ကော်တူးလေအစိုးရကို2025 2026ခုနှစ်မှာဖွဲ့စည်းဖို့ရည်မှန်ထားပေမဲ့လည်းခိုင်မာတဲ့မူဝါဒတွေလူသားအရင်းမြစ်တွေပြင်ဆင်ဖို့အချိန်ယူရအောင်မယ်လို့ KNU ကပြောပါတယ်။ KNU ရဲ့ KNU Plus မဟာဗျူဟာကຫນွေဦးတော်လင်ရရဲ့ညီညွတ်မှုကိုအခြေခံတဲ့အုပ်ချုပ်ရေးရန်ရာတရက်တည်ဆောက်ဖို့အတွက်ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ KNU ရဲ့လက်ရှိနိုင်ငံရေးချဉ်းကပ်မှုဟာအနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်လက်တွေ့ကြတဲ့ရှေ့ပြေးပုံ ံစံတစ်ခုဖြစ်လာနိုင်ပြီးလူမျိုးရေးထက်နိုင်ငံရေးရီမှန်းချက်တူတဲ့သူတွေစုပေါင်းအုပ်ချုပ်တဲ့အစနစ်ကို ဖော်ဆောင်လိုတဲ့သဘောထားထင်ဟပ်နေတယ်လို့နိုင်ငံရေးလေးလာသုံးသက်သူတွေက သုံးသက်ကြပါတယ်ရှင်နိုင်ငံတော်မှာအာဏာသိမ်းကာလအတွင်းပဏိပခနဲ့ဆက်နွယ်တဲ့လေပိုင်းဆိုင်ရာအကြမ်းဖက်မှုပေါင်း963မှုဖြစ်ပွားခဲ့တယ်လို့အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLB ကပြောပါရတယ်။ ီကြောင့်ကိုစောပွေကတည်ဆက်ထားပါတယ်စစ်တကအာနာသိမ့်မှုကျုံးမဲ့တဲ့အချိန်ကနေခုနှစ်မေလအထိ WLB ကကောက်ယူထားတဲ့စင်းတွေအရအတမပြုချင်းမှု183မူလိမ်မိုက်ဆိုင်ရာအကျန်းဖဲမှု958မူအထွေထွေချမ်းမအခြေပြုအကျန်းဖဲမှု88မူဖြစ်ခဲ့တယ်လို့ဆိုပါရယ်အထူးသဖြင့်ဒီ2021ပေါ့နော်ဒီစေအနာ စာသိမ်းပေါ့နော်စူးစားပြီးတော့စာသိမ်းတဲ့အခြေဆိုရင်အခြေကစပြီးတော့ပေါ့နော်ဒီ2025အာပြီးခဲ့တဲ့အာ2025အထိဆိုရင်ကျမတို့ဒီအာ WAB ကနေကောက်ခါထားတဲ့အမှုဆိုရင်963မှုပေါ့နော် ဒါပြိပကဆက်နွယ်နဲ့လင်ပိုက်ဆိုင်ရာတက်ဖက်မှုအမှုတွေပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဒီဒီဆီယနာသိအဲတဲ့အခြေအားစပြီးဆိုရင်လည်းတနိုင်ငါလောက်ကလည်းပြိပကဖြစ်တဲ့နိုင်နေရာတွေဖြစ်တဲ့ဖြစ်တာတွေလည်းဖြစ်ကုန်လာဖြစ်လာတဲ့ခါကျတော့ဒါတော်မှကျမတို့အ WAB အဖွဲ့စီက WAB အဖွဲ့ဖွဲ့စီတွေကပဲသူ့ရဲ့သူ operate လုပ်တဲ့နေရာပေါ့နော်သူအသူ့နေမြေမှာသူကောက်ခံတဲ့နေမြေလောက်ပဲကျမတို့ကောက်ကောက်ခံထားတာဖြစ်တယ်ပေါ့နော် ပဏိပခနဲ့ဆက်နွယ်တဲ့လိမ်မဲဆိုင်ရာအကြမ်းဖက်မှုတွေကကရနီပြည်နယ်မှာအများဆုံးဖြစ်ခဲ့ပြီး365မှုဖြစ်ခဲ့တယ်လို့ WLB ကဆိုပါတယ်။စကိုင်းတိုင်းမှာ349မှု၊ရှမ်းပြည်နယ်မှာ102မှု၊ကချင်းပြည်နယ်မှာ40မှု၊တနင်္သာရီတိုင်းမှာ28မှု၊ချင်းပြည်နယ်မှာ19မှု၊ရန်ကုန်တိုင်းမှာ6မှု၊ကရင်ပြည်နယ်မှာ3မှု၊ရခိုင်ပြည်နယ်မှာ3မှု၊နေပြည်တော်မှာ1မှု၊မန္တလေးတိုင်းမှာ2မှုနဲ့ မကွေးတိုင်းမှာတမှုရှိတယ်လို့ WLB ကစင်းကောက်ယူရရှိခဲ့ပါတယ်။ WLB ကနေစင်းမကောက်နိုင်ခဲ့တဲ့ပဏိပခနဲ့ဆက်နွယ်တဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလည်းများစွာရှိနေတယ်လို့နော်ဆက်ဆဲကပြောပါတယ်။တချို့သောအမှုတွေဆိုရင်အမီတာစုတွေကိုချိတ်ချောင်းတာတို့ပြီးလို့ရှိရင်လည်းဒီအထူးသဖြင့်အဒီကျူလွန်ခံရသူတွေကိုချိတ်ချောင်းတာတို့ပြီးလို့ရှိရင်လည်းဘယ်ဘယ်နေရာမှာ တင်ပြရမလဲပြောပြရမလဲဖွင့်ပြောရမလဲဆိုတဲ့ရန်တရားတွေမရှိတာတို့ပြီးလို့ရှိရင် line ခက်ခဲတို့အဲဒါမျိုးတွေကြောင့်အော်ဒီအမှုကိစ္စရတွေပျောက်သွားတာတို့ပြီးလို့ရှိရင်လည်းဒီအော်ဒီအမှုတွေကိုမတတ်မတင်ရတာတို့တွေအများကြီးရှိရှိသေးတယ်ပေါ့နော်စီကောင်စီတက်ကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေလူနည်းစုမျိုးသမီးတွေ တက်ကြီးရွယ်အမျိုးသမီးတွေနဲ့ LGBTQIA+ ဖက်လိင်စိတ်ခံယူမှုကွဲပြားသူတွေကို ပြစ်မှတ်ထားပြီးအထမပြုကျင့်မှုကိုဆင်းလဲနေလို့ကြကြပြပြန့်လုပ်နေတယ်လို့ WLB ကဆိုပါတယ်။ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိတ်ချုပ်ထားတဲ့ရှမ်းပြည်အရှိပိုင်းမိုင်ပေါင်းမြို့နယ်ထဲမှာမြေရှားတပ်သူတူဖော်မှုအဆက်မတန်များပြားလာတယ်လို့ရှမ်းလူခွင့်ရင်မှန်တဲ့ SHRF ကပြောပါတယ်။ကိုပီတာကစုစည်းထားပါတယ်။ ဂျူတုဒပုံတွေအချက်အလက်တွေအရမိုက်ပေါက်ဒေတာမှာတရုတ်နိုင်ငံကယင်းနှမြုံနံတဲ့မြေရှားတပ်တုသူဖော်ရေးလုပ်ငန်းတွေရှေ့ဆများပြားလာတယ်လို့ SHRF ကဇွန်လ19ရက်နေ့မှာထုတ်ပြန်ပါတယ်။မြေရှားတပ်တုသူဖော်ရေးလုပ်ငန်းတွေဟာဒေသခံလူထုအတွက်အကျိုးမြတ်မရရှိဘူးလို့ SHRF ကထောက်ပြထားပါတယ်။ အထီးကားတော့ပြည်သူတွေတော့အကျိုးမြတ်မရှိတာတေးထားပဲเนาะဘသူတွေအကျိုးမြတ်ရလဲဆိုတော့ကျမအသေးချာမပြောနိုင်ပါနဲ့။တာကတော့တရုတ်ရဲ့အကျိုးမြတ်ပုံအများကြီးမှာပြည်သူတွေဒေတာခံပြည်သူတွေအကျိုးမြတ်မရှိဘူးလို့နေရရှင်2015ခုနှစ်မှာလောက်ွက်၃ကွက်ပဲရှိခဲ့ရကနေ2025ခုနှစ်နောက်ပိုင်းမှာတော့လောက်ွက်26ကွက်ထဲမနေတူလာခဲ့တယ်လို့ဆိုပါရယ်။ဝါဒီတာအတွင်းမြေရှားထုတ်လုပ်မှုဟာကချင်ပြည်ထဲကမြေရှားတူဖော်တဲ့နေမျိုးတွေကိုကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA က တိတ်ပိုက်လိုက်ပြီးတဲ့နောက်ပိုင်းပိုတိုးလာတယ်လို့ဆိုနိုင်ပါတယ်။ကချင်ပြည်ချီဖွေပန်ဝါဆော့လော်ပြည်မော်မြို့နယ်တွေကိုကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA က2024ခုနှစ်အောက်တိုဘာလကတည်းကအဲ့ဒီဒေသတွေထဲကမြရှာတတ်တုလူဖော်ရေးလုပ်ငန်းတွေရပ်တန့်သွားခဲ့ပါတယ်။အတိအကျတော့ KIO KIA နေတာမှဒီမြေရှာတက်တူတူဖို့မှုရတချို့တွေကအခုချိန်ကျတို့ပြန်မှဟိုတချို့ရက်တက်နေရတဲ့နေရာတွေရှိတဲ့အခါရရှိနေတဲ့ကြတော့တို့ဒီဖက်ဒေတာမှပုံမှတို့ပြီးထုတ်လာလို့မြင်ပါရှင့် ဒီလုပ်ငန်းဟာအန်ဒီယရှိတဲ့ဓာတုပစ္စည်းတွေကိုအသုံးပြုပြီးစီကားမဲ့ဆွတ်ပစ်နေတာကြောင့်ဒေတာခံတွေရဲ့အသက်မွေးဝမ်းကြောင်းနဲ့လုံခြုံရေးကိုတိုက်ရိုက်ခြေချောက်နေတယ်လို့ဆိုပါရယ်၂023ခုနှစ်ဆိုလလအတွင်းကမိုင်းပေါင်မြို့မှာဖြစ်ပွားခဲ့တဲ့ရေကြီးမှုကလည်းမြေရှားတုဖုံမှုကြောင့်တောတောင်တွေပြုတ်တီးပြီးမြစ်ချောင်းတွေတိမ်ကောလာတာရဲ့တိုက်ရိုက်အကျိုးဆက်ဖြစ်တယ်လို့အစီအခံစာကထောက်ပြထားပါရယ်ဒါပြင်ဒေတာတခုထဲမှာတင်မကားပဲနေစာဖြတ်ကျော်တဘာဝပတ်ဝန်းကျင်ပြဿနာတရဖြစ်လာနိုင်တယ်လို့ ရင်းလဲဟာကဆက်ပြောပါရစေ။ နေဆက်ဖြတ်ချက်တပါပေါင်ဝင်ပြဿနာဆိုတာကအခုလက်ရှိကျွန်တော်တို့ဒီလိုဖြစ်နေတယ်လို့မျိုးအာဒီမာယွန်နာကဒီမြေချတဲ့တို့တွင်တွင်ကြောင့်ပေါ့နော်ကျွန်တော်တို့ဒီနမ်ခုံမြေထဲမှာရေးတယ်ညဉ့်ဉန်းနဲ့ဒီညဉ့်ဉန်းနဲ့ရေးရထိုင်းဘက်ကိုရောက်တော့အဲ့မှာထိုင်းဘက်ကလည်းပြီးတူလေဒီညဉ့်ဉန်းမှုခံစားရရပေါ့နော်အခုကျွန်တော်တို့ဒီထုတ်တဲ့ဒီဒီရဲ့အခုဒီကျွန်တော်တို့ဒီခုထုတ်တဲ့မိုင်းပေါက်ဆိုရဲဒီလိုပဲသူတန်လင်းမြေပေါ်မှာမင်းမူဒီဒီရဲ့မြစ်ကစီးတဲ့ရေးတာတန်လင်းမြေကိုစီးသွားမယ်တန်လင်းမြေဒီရဲ့ကျွန်တော်တို့ဒီနိုင်ငံရဲ့ဒီရဲ့အကြီးဆုံးမြေဆိုလည်းဖြစ်တယ်နောက်ခုကမဲခေါင် မြင့်ထက်စီးမယ်မဲခေါင်စွာကြကြကျမတို့ဒီထိုင်းနဲ့မြန်မာတင်မဟုတ်ဟိုအောက်ဖက်ကျမတို့နိုင်ငံကအထီးစီးသွားတဲ့နိုင်ငံကမြင့်ဖြစ်တယ်ပေါ့နော်ဒါကိုပြောချင်တာမှာစစ်တရဲ့အာဏာသိမ်းမှုနောက်ပိုင်းမှာမြေရှာတူဖော်မှုပုံများလာတာဟာတက်ဆိုင်ရာအာဏာပိုင်တွေရဲ့မျက်ကွယ်ပြုမှုဒါမှမဟုတ်တိတ်တဆိတ်သဘောတူညီမှုတွေရှိနေနိုင်တယ်လို့ဆိုပါတယ်မြေရှာတပ်တုကလျှက်စစ်ကားစမတ်ဖုန်းလေအားလျှက်စစ်တာပိုင်တွေစတဲ့ခင်မီနေပညာမြင့်ပစ္စည်းတွေထပ်လုပ်တဲ့နေရာမှာမရှိမဖြစ်လိုအပ်တဲ့ကုန်ကျန်းတမျိုးဖြစ်ပြီး မြန်မာနိုင်ငံကအမြင့်ရှာတက်တူဟာတရုတ်နိုင်ငံအတွက်ယူဟာမြောက်ထုတ်ကုန်ပစ္စည်းဖြစ်ပါတယ်။အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရန်နာခွင့်ပြုပါရှင်။